ိဖကနေစွန့်ပစ်ကြောင်းဆိုပြီးသားသမီးတွေကလက်မှတ်ထိုးပြီးတော့ပေါ့နော်ဒါပေမဲ့တို့ရဲ့မိသားစုပြဿနာဘယ်လိုပဲရှိတာဖြစ်စေအဖိုးလမ်းဖေးမှာမိုးရေထဲမှာမနေရဘူးကျမတို့ဒီမောင်နှမတွေစုပြီးတော့ကျမတို့ရိတ်တာကိုပို့ပေးတယ်ပေါ့ကလေးငယ်တွေကိုစွန့်ပစ်တာလည်းရှိသလိုတက်ကြီးတွေကိုစွန့်ပစ်တာလည်းရှိနေတာဆိုတော့လေဟိုမားခဲ့တဲ့အမားတွေဆိုရင်တော့မှပဲသူငါတို့ မွေးထားပေးခဲ့တဲ့ဂျေဆုရှိရဲဆိုတာလေးတွေနဲ့နောက်ပြီးတော့ဒီရွယ်အထိပေါ့နော်ရုန်းကန်ဖို့ရှင်တန်ဖို့ခွန်အားပေးခဲ့တယ်ဆိုတာလေးတွေနဲ့ပြန်ပြီးတော့ခြေဖြတ်ပေးနိုင်ကြရတော့ပို့ပြီးကောင်းမှာပါမင်္ဂလာပါအခုနေ့ရဲ့မိုးရတီရေကြီးရေရှမ်းမှုနဲ့ပတ်သက်ပြီးတော့ကျမတို့မနစ်ကတော့ဖြစ်စဉ်ဖြစ်ထားတဲ့ရေကြီးရေရှမ်းတဲ့နေရာတွေမှာအတင်းဖွဲ့လေးတွေစုဖွဲ့ပြီးတော့မှသူတို့လေ့ကျင့်ပေးတာ အာပြီးတော့တကယ်တမ်းရေများများကြီးတက်တဲ့နေရာတွေမှာကျမတို့ကိုထူရတဲ့လေတွေကိုခွဲဝေပြီးတော့မှပြန်မျှဝေလူခံထားလေးလုပ်ဖြစ်ပါတယ်နောက်တစ်ခုကကျတော့တို့တကယ်လိုအပ်တာပေါ့နော်လိုအပ်တဲ့နေရာလေးတွေအဲလိုအပ်တဲ့ပစ္စည်းလေးတွေကိုနောက်ွယ်ကနေဟိုပံ့ပိုးကူညီတဲ့အပိုင်းလေးတွေလုပ်ဖြစ်ပါတယ်ဒီကျမတို့အတင်းအနေနဲ့ကတော့ရေကြီးရေရှမ်းမှုတွေရောနောက်ပြီးတော့ဒီ accident ဖြစ်စဉ်တွေပြီးတော့ပေါ့နော် အကူညီဆောင်ရွက်မှုတွေလုပ်ဆောင်ပါတယ်နောက်ထပ်အခုတလောအဖြစ်များတာတွေ့တွေ့ရတာများတဲ့အလမ်းဘေးတက်ကြီးစွန့်ပစ်မှုလေးတွေပေါ့နော်ဒါလေးတွေကိုကူညီပေးဖြစ်နေပါတယ်ရှင်ဟုတ်ကဲ့ဟိုကျမတို့ကအတူတကွဖြတ်တန်းကြတဲ့မိသားစုတွေပေါ့နော်မိသားစုတွေကအကြောင်းအမျိုးမျိုးကြောင့်သူတို့ဆက်ပြီးတော့မစောင့်ရှောက်နိုင်တော့တဲ့အခါဒါမှမဟုတ်ရင်ဒီစောင့်ရှောက်ခံမဲ့သူကိုယ်တိုင်ရဲ့ စိတ်အခြေအနေနဲ့မိသားစုရဲ့စိတ်အခြေအနေတွေထပ်တူမကြတော့တဲ့အခါမျိုးတွေပေါ့နော်ဆိုပြီးခဲ့တဲ့လပိုင်းထဲမှာဆိုရင်မိဘအဖြစ်မှအဆုံးပြစ်ဆုံးပြစ်တယ်ဆိုတော့ဒီလိုကိစ္စလေးတွေအထိပါရှိလာတာဆိုတော့လေအဲအိမ်တိုင်းကစားရတော့ငန်တာဆိုတော့လေသူတို့အိမ်တိုင်းအိမ်တိုင်းမှာတော့ပြဿနာလေးတွေတော့ရှိမှာပါဒါပေမဲ့ကိုရီးယားတော့ဒီလူမှုကွန်ရီးရဲ့အတင်းတွေပဲဖြစ်တဲ့အတွက်သူတို့ဒီအကူအညီလိုအပ်တဲ့သူတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့နာမကျန်းတာဒီလမ်းဘေးမှာ ွန့်ပစ်ခံရတာတွေဆိုလို့ရှိရင်ကျွန်တော်တို့တွေအဲတို့ခေါ်ဆောင်ပြီးတော့အစေဝါကူတာမှုအဲနောက်ထပ်ဒီကျမရေးဆိုင်ရာအကူအညီလိုအပ်တဲ့အချက်ကလေးတွေအဲရိတ်တာမှာပေါ့နော်ဟိုလုံလုံလောက်လောက်နွေနွေထွေးထွေးနဲ့အဲသူ့ရဲ့နောက်ဆုံးအချိန်လေးကိုဖြတ်တန်းခွင့်ရဖို့ဒါမျိုးလေးတွေကိုကျမတို့ပရာဟိတမောင်နှမရေးနဲ့စုပေါင်းစုဖွဲ့ပြီးတော့မှအကူအညီပေးဖြစ်ပါတယ်ရှင်အိမ်တိုင်းကစားရတော့ငန့်နေပေါ့ဘယ်စားမစို့ငန်နာကြီးပဲ ပြောချင်တာတော့ပြဿနာဆိုတော့အိမ်တိုင်းမှာရှိပါတယ်ကျမတို့အားလုံးကမှန်ကန်ဖို့ကြီးပဲမွေးဖွားလာတာမဟုတ်တလို့အလူတိုင်းကလည်းအမှန်တရားကိုလိုချင်တယ်မျက်နှိုးတယ်မှန်တာကိုပဲဖြစ်ချင်ကြတယ်ကောင်းတာကိုပဲဖြစ်ချင်ကြတယ်ပေါ့နော်ဒါပေမဲ့ကျမတို့ဖြတ်တန်းနေရင်းနဲ့မှကိုယ်တိုင်မတိလို့လုံးမိတဲ့အမှားတွေလည်းရှိရဲအမတက်တာလို့ကျူးလွန်မိရဲ့အမှားတွေဆိုတာလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်နောက်ထပ်လူတွေပဲစုဖွဲ့ပြီးတော့နေကြတာမိသားစုလို့ခေါ်တာဆိုတော့လေတွေးသား တန်ရောစင်တော်ဆက်တာပဲဖြစ်စေမတော်ဆက်ပဲနဲ့စုဖွဲ့ပြီးနေကြတာပဲဖြစ်စေအစုအဖွဲ့တွေမှာတယောက်နဲ့တယောက်ဒီစိတ်ခံစားမှုလေးတွေနာကျင်ရတာလေးတွေပုတ်တိုင်းမှုလေးတွေရတော့ရှိနိုင်ပါတယ်အဲဒီမှာပေါ့နော်တချို့တွေကြတော့လဲတာသမီအနေနဲ့စိုးတဲ့အပြုမှုလေးတွေရှိတတ်တယ်လို့မျိုးပဲအချို့တာသမီတွေရဲ့စိတ်ထဲမှာလဲငါတို့ကိုမိဖတွေရာကုနောတွေနဲ့အနိုင်ကျင့်တာဆိုတော့စိတ်ခံစားချက်ကလေးတွေလည်းရှိရပါတော့နော်ဒါကိုအပြန်အလှန် အဲတစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းဖိမှပြီးတော့ယူရင်တော့စိတ်ခံစားမှုတွေအဆင်ပြေမှာပေါ့အဲဒီလိုမဟုတ်ဘဲနဲ့အချို့တွေစွန့်ပြေးခံရတဲ့ဘိုးဘွားတွေကိုကျမတို့ကမိသားစုတွေနဲ့ပြန်လည်ပြီးတော့မှထိတ်ဆက်ပြီးတော့ရှာဖွေပေးတယ်အဲ့လိုပေးတဲ့အခါမှာအဲဘိုးဘွားတွေကဒီလိုစွန့်ပြေးခံရတဲ့အဖိုးကိုယ်တိုင်ကအဖွားကိုယ်တိုင်ကငယ်ရွယ်စဉ်မှာလမ်းကစားတွေအများကြီးလုပ်ခဲ့တာမိသားစုကိုပင်ပန်းစေခဲ့တာတာဝန်မယူခဲ့တာဒါမျိုးတွေကဒီ သားသမီးတွေအသက်ကြီးလာတဲ့အခါကျတော့လေသူတို့တွေလည်းတာဝန်မယူနိုင်ဘူးဆိုတော့အဲ့လိုဟိုစိတ်ဆုံးချက်ချက်လေးတွေကိုလည်းစိတ်မကောင်းဆိုတာတွေ့ရတယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ပါဘလို့မျိုးပဲဖြစ်စေအဲဘယ်တက်ရှိစွန့်ပြစ်မှုတိုင်းအောင်မတော့မကောင်းဘူးဆိုတော့လေအချင်းချင်းနားလည်မှုလေးတွေနဲ့နှွေးထွေးပြီးတော့ဖေးမသွားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါမယ်။ကလေးငယ်တွေကိုစွန့်ပြစ်တာလည်းရှိသလိုတက်ကြီးတွေကိုစွန့်ပြစ်တာလည်းရှိနေတာဆိုတော့လေဟို မှားခဲ့တဲ့အမှားတွေဆိုရင်တော့မှပဲသူငါတို့မွေးထားပေးခဲ့တဲ့ဂျေဆုရှိရဲဆိုတာလေးတွေနဲ့နောက်ပြီးတော့ရည်ရွယ်ထီပေါ့နော်ရုံးကန်ဖို့ရှင်တန်ဖို့ခွန်အားပေးခဲ့တယ်ဆိုတာလေးတွေနဲ့ပြန်ပြီးတော့ခြေဖြတ်ပေးနိုင်ကြရင်တော့ပိုပြီးကောင်းမှာပါကျမတို့ကိုစီဖြတ်တန်းကြတာပေါ့နော်ကိုစီဖြတ်တန်းတဲ့ဘဝတစ်လျှောက်လုံးမှာဒီကုညီရတဲ့ဒီတက်ရှိဆွန့်ပြည့်ခံရတဲ့ကလေးတွေရောဒီကျမတို့များတော့အပြင်ဘိုးဘွားတွေနဲ့ပတ်သက်ပြီးကုညီဖြစ်တာများတော့လေ ဒီဘိုးဘွားတွေစွန့်ပစ်ခံရတဲ့အခါကျရင်တို့ရဲ့စကားလေးတွေကိုနားထောင်ဖြစ်တယ်အဲအချို့ဆိုလို့ရှိရင်ဒီပေါ့နော်သူအလုပ်တွေအများကြီးလုပ်ခဲ့တဲ့သူတွေရှိရဲစစ်ပွားရေးမှာအများကြီးအောင်မြင်ခဲ့တဲ့သူရှိတယ်အဲနောက်ပြီးတော့ဒီတောင်းဆရာမကြီးတွေဆရာကြီးတွေအဲကျမကဒီတက္ကသိုလ်ကဆရာတယောက်နဲ့တောင်ပြန်ဆုံဖြစ်သေးတယ်ပေါ့နော်အဲကျွန်တော်တို့ဒီရုံးကန်လှူရှားနိုင်တဲ့အချိန်မှာ ကိုအကောင်းဆုံးနေ့စဉ်ကိုလူတိုင်းကကိုယ့်ရဲ့တနေ့တာကိုအကောင်းဆုံးတော့အမှန်ကန်ဆုံးကိုမှန်မယ်ထင်တာကိုဖြတ်တန်းခဲ့ကြတာကြီးပဲပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့နောက်ဆုံးအချိန်ကိုယ့်ရဲ့အဲကိုမလှုပ်ရှားနိုင်တော့တဲ့အခါကိုပြင်းမှန်းတဲ့အခါကိုအသက်ကြီးလာတဲ့အခါဘလို့မျိုးနဲ့ရင်ဆိုင်သွားရမယ်ဆိုတာလူတိုင်းကမသိနိုင်ဘလောက်ပဲဒီစီမံတွက်ချက်တာကောင်းပါစေပေါ့နော်ကိုရဲ့အဲကံကံရဲ့အကျိုးတွေကိုလှုပ်ထားတဲ့လုပ်ရက်တွေနောက် ကိုမထင်မှတ်ထားတဲ့အရာတွေနဲ့ဘလိုမျိုးတွေကိုရင်ဆိုင်ကြော်ဖြတ်ရမယ်ဆိုတာမသိနိုင်ဘူးဆိုတော့လေဘာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးတစ်ဖက်နဲ့တစ်ဖက်မိသားစုအချင်းချင်းပဲဖြစ်စေဒီလိုမျိုးဝမ်းနေအားငယ်တဲ့သူတွေပဲဖြစ်စေမလှုပ်ရှားနိုင်တော့တဲ့သူတွေပဲဖြစ်စေတွေ့ရင်ဖေးဖေးမမလေးပေါ့နော်ကိုယ့်ရဲ့နောက်ဆုံးချိန်လေးရောကိုဘလိုဖြတ်တန်းရမယ်ဆိုတာမသိတော့ဒီလိုစာနာပြီးဖြတ်တန်းရင်တော့ကောင်းပါတယ် အဲမနေ့ကကျမတို့ကုညီဖြစ်တဲ့မောင်လေးတယောက်ဆိုရင်အသက်35နှစ်ပဲရှိသေးရပါတော့။သူကသူတယောက်တည်းပဲသူအိမ်အောင်ကွဲသွားတယ်အိမ်အောင်ကွဲပြီးရနောက်ပိုင်းမှာသူတယောက်တည်းရုန်းကန်နေပေါ့နော်အဆောင်မှနေတဲ့အလုံးလုံးတယ်အဲ့မှာရုတ်တရက်သူကျမ်းမာရေးချုပ်တဲ့သွားတဲ့အခါကျတော့သူ့ရဲ့မိသားစုတွေစီလည်းသူမပြန်ဖြစ်ဘူးဒီပေါ့နော်ဒီစီမသွားနိုင်ဘူးကြောက်ကက်ထိခိုက်သွားရဲဆိုတော့အလုံးလည်းမလုံးနိုင်တော့တဲ့အခါကျတော့အဆောင်မှလည်းหนีလို့မရဘူးဆိုတော့သူ့ကို အဆောင်ကလည်းမထားတော့ဘူးပေါ့ဒီလမ်းဖေးမှာပဲဆိုတော့တကယ်တော့လည်းတက်ကြီးတဲ့သူမှအားကိုးရမဲ့သွားတာဟိုခုတ်ကိုးရမဲ့သွားတာအလုံးမလုံးနိုင်လို့အဲ့လိုဖြစ်သွားတာမဟုတ်ဘူးဒီအစတဲ့ကိုအတူကငားကော်လို့ရှင်လိုက်မောင်းပြီးတယ်ဟုတ်လားငားမကော်လိုက်မောင်းပါဘူးအဲ့လိုမျိုးလို့ဟောဖို့ရတာမဟုတ်ဘူးဟိုဒါစတေရှင်မှာစစ်စစ်ပတ်အဲစတေရှင်မှာကဟိုပုံကလေးကိုဟုတ်လားဆောက်ပြီးလိုက်ဟုတ်လားဟိုဒီပုံကလေးမှာ ိုက်တာနေမှာလားရပါတယ်မှာဘာမှမကြပါဘူးကိုယ်တိုင်နာမကျန်းဖြစ်တဲ့အခါမှာလဲဟိုကိုယ်ဖိမပေးမဲ့ကိုယ်စေတနာထားပေးမဲ့သူတွေဆိုတာလိုပါတယ်အဲ့လိုမျိုးထားပေးဖို့ဆိုတာလဲကိုကိုယ်တိုင်ကလဲကိုကျမ်းမာတဲ့အချိန်မှာပေါ့နော်အားလုံးပေါ်မှာမေတ္တာနဲ့နွေ့နွေ့ထွေးထွေးหนีแค่ผู้แหละหลูบาระกูบลาวเป็นหนีแค่แหละเว้ยผิดสิบ่เนาะกูบลาวเป็นก้าวแค่ล่ะเว้ยผิดสิเอ่อตะไฉ่มาแล้วกูแล ဒီလိုမျိုးအကူရမဲတဲ့အချိန်ကြုံရနိုင်ပါသေးတယ်။ဒီဘိုးဘွားရိတ်တာရောက်တဲ့အထဲမှာဒီလိုလမ်းဟိုဘောနောအဖွားတွေနည်းနည်းများတယ်။ဖွားတွေနည်းနည်းများတယ်။ဟိုအပြူကြီးတွေအဲနောက်ပြီးတော့ဒီနှစ်ယောက်ထဲအတူတူနေခဲ့ရပါတော့နင်မယားနှစ်ယောက်ထဲအတူနေခဲ့တဲ့အခါမှာအဲအိမ်အောင်ဘက်ကဆုံးဖားသွားတဲ့အခါကျတော့ရိတ်တာရောက်တာရှိတယ်။နောက်ပြီးတော့ဒီလေဖြတ်သွားတာတို့ဒီဘောနော မတန်စွမ်းတော့တဲ့အခါတို့ကိုကိုရဲ့ကျမ်းမာရေးကိုကိုတိုင်တာဝန်မယူနိုင်တော့တဲ့အခါတို့မှာဒီမျိုးဖြစ်တာလည်းရှိရပါတော့တချို့ဆိုရင်တော့တီတန့်ကိုရွယ်ချက်နဲ့သူတို့ဆက်ပြီးစိတ်မကုနိုင်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့လမ်းဘေးမှာလာပြီးပြစ်သွားတဲ့ဘိုးအဖိုးတွေကိုလည်းကူညီပေးဖို့ပါတယ်အဖိုးတွေအများစုနဲ့စကားပြောကြည့်တယ်ဗောနော်စကားပြောကြည့်တဲ့အခါကျတော့အများစုမှာမန်လေးတွေရှိကြတာကိုတွားတွေ့ရတယ်ဗောနော်ငါအိမ်တော်ဦးစီးဆိုတဲ့မန်လေးတွေသူတို့မှာရှိခဲ့ကြတယ် အဲနောက်သူတို့ဒီပြီးခဲ့တဲ့လထဲမှာအဖိုးတယောက်ကိုပေါ့နော်ဒီမိဘကနေပြီးဟိုမိဘကနေစွန့်ပစ်ကြောင်းဆိုပြီးတာသမီးတွေကလက်မှတ်ထိုးပြီးတော့ပေါ့နော်ဒါပေမဲ့သူတို့ရဲ့မိသားစုပြဿနာဘလို့ပဲရှိတာဖြစ်စေအဖိုးလမ်းဖေးမှာမိုးရေထဲမှာမနေရဘူးကျမတို့ဒီမောင်နှမတွေစုပြီးတော့ကျမတို့ရိတ်တာကိုပို့ပေးတယ်ပေါ့ဘိုးဘရိတ်တာကိုပို့ပေးတယ်ဒီမှာကျမတို့ဘက်က ဘိုးဘွားတယောက်ကိုဒေဟာကိုပို့ပေးတယ်ရိတ်တာကိုပို့ပေးတယ်ဆိုရင်ကျမတို့မှာလောက်ရတဲ့အဆင်လေးတွေရှိတယ်အမှန်တကယ်ကိုဒီဘိုးဘွားကခုတ်ကိုရမဲ့ဆိုတာတေချာလားမိသားစုတွေနဲ့အဆက်အသွယ်ပြတ်တာလားဒါမှမဟုတ်ရင် तू ကဒီမျိုးယောဂါတစ်ခုခုကြောင့်တတိမေ့ရောပြီးရှောက်သွားနေတာမျိုးလားဆိုပြီးတော့ကျမတို့ကအရင်ဆုံး ုံစမ်းအတီးပြရတယ်ပေါ့နော်သူ့မှာအိမ်ရှိလားသူ့မိသားစုတွေရောတည်လားမိသားစုကိုယ်တိုင်ကမဆောင်ရှောက်နိုင်တော့တာလားပေါ့နော်အကျွန်မတို့ရိတ်တာဒီဟာကိုမပို့ပေးခင်မှာမိသားစုနဲ့ဆက်ဆက်ညီနိုင်ရေးတွေလည်းလုပ်လုပ်ရရဲပေါ့နော်သူကလုံးဝကိုမတည်တော့ဘူးစီးဝိုင်းနေလည်းမနိုင်တော့ဘူးကျမကြီးလည်းချုပ်ရင်းနေလို့ဒီဟာကိုပို့ရဲ ေါ့နော်သူ့ရဲ့မိသားစုကိုဆက်သွယ်လို့မရတော့ဘူးဆိုရင်တော့မှဒီအဖိုးကိုတည်တဲ့သူရှိလားဆိုတာမျိုးကျွန်တော်တို့ကလိုက်ပြီးစုံစမ်းပေးရသေးတဲ့အတွက်တကယ်လို့စောင့်ရှောက်သူမဲ့အတိပြုတ်ပြီးဆိုတော့မှဒါကျွန်တော်တို့ရိတ်တာဒီဟာကိုပို့ပေးဖြစ်တာပေါ့နော်အဲပြီးခဲ့တဲ့အဖိုးတယောက်ရဲ့ကိစ္စလေးမှာတော့ဒီအဖိုးကဒီသူကပြောတဲ့အချိန်မှာတော့ပေါ့နော်သူ CO တုံနဲ့ကိစ္စနဲ့သူ့တာသမီရရိုက်တယ်ဆိုပြီးတော့သူကပြောတယ်တာသမီတွေနဲ့စကားပြောကြည့်လိုက်တဲ့အခါကျတော့လေ မဟုတ်ဘူးသူစီဟိုးတွန်တာသူများရဲ့အိမ်ဘက်ကိုတွန်တာဖြစ်နေတဲ့အတွက်ဒီမိသားစုအချင်းချင်းပြိပခါပေါ့နော်သူတို့လည်းတနေ့ကုန်အလုပ်သွားတဲ့အချိန်ပြန်လာတဲ့အခါမိသားစုတွေနဲ့ဒီလိုမျိုးတွေဖြစ်နေနေတိုင်းပုတ်တိုက်မှုတွေဖြစ်နေတယ်ပြီးတော့သူတို့အမေကိုရိုက်ခဲ့တယ်ဆိုတော့ဟိုအဖေပေါ်မှာနာကြီးစိတ်တွေပေါ့နော်တော့ဆိုဟိုအချင်းချင်းပုတ်တိုက်မှုတွေအများစုကနေပြီးတော့ပဲဒီလိုမျိုးစွန့်ပြစ်မှုအထိပေါ့နော်ဟိုသူတို့ဆက်ပြီးမဆောင်ရှောက်နိုင်တော့ဘူးဆိုတော့ဆုံးဖြတ်ချက်တွေအထိရောက်သွားတာဆိုတော့လေအာ ချစ်ခဲ့ကြတဲ့သူတွေဖြစ်ပြီးတော့ဒီလိုမျိုးဆုံးဖြတ်ရတာလဲသူတို့လည်းဝမ်းနည်းပါပါဟုတ်မြန်မာစတာပစာ